ါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။မုံရွာနမခကထွက်လာတဲ့စစ်ကား၂စီးကိုကာကွယ်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား18ဦးသေဆုံးခဲ့ပါတယ်။ဒီသတင်းကိုတူတာချမ်းသာဖေးပို့ထားပါတယ်ရှင်။မုံရွာနမခကထွက်လာတဲ့စစ်ကား၂စီးကိုဒေသကာကွယ်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်ဖို့တယောက်ပါဝင်တပ်သား18ဦးသေဆုံးခဲ့တာပါ။ မတ်လ၄ရက်နေ့ညနေပိုင်းကအင်အား30ကျော်ပါဝင်တဲ့စစ်ကောင်စီတပ်များကကား2စီးကိုချောင်းမြို့နယ်ထက်ကမုံရွာချောင်းဦးမြင့်မှုလမ်းပိုင်းငရှန်ကြီးရွာအနီးမှာဒေသကာကွယ်ရေးအဖွဲ့တွေကအချိန်တနာကြာကြာပြစ်ခတ်တိုက်ခိုက်သိမ်းယူခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲချင်းအတွင်းမှာပဲစစ်ကောင်စီကပါရာမော်တာနဲ့ပြန်လည်တိုက်ခိုက်ကြကြောင်းခီးတဲ့ကလေးငယ်တယောက်တည်းဆုံးခဲ့ပြီးအမျိုးသမီးတယောက်ဒဏ်ရာရခဲ့တယ်လို့ရမပင်မြို့နယ်ပါကဖားလယ်ုံတဲ့ ULF တာဝန်ရှိသူကပြောပါတယ်။ရမပင်နယ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပါလာတဲ့လက်နက် ီကိုပေါ့နော်ကျွန်တော်တို့ကိုကဲကြီးကိုနံပါတ်နဲ့တကွာအားလုံးတင်ထားပြီးတယ်ပေါ့နော်အဲဒါတွေဒါတွေဒီလိုရခဲ့တဲ့အကြောင်းကိုလည်းကျွန်တော်တို့စစ်တေတာကရှိတယ်ကျွန်တော်ကိုကဲကြီးမှုကိုကျွန်တော်တို့တင်ပြထားတယ်ကိုယ်တိုင်လည်းသွားတွေ့မှာကြိုးကြောင်းပြောလိုက်တယ်ပေါ့နော်ဒါတော့ကန်တော့အားလုံးပေါင်း12လက်ပေါ့ဒီပါဝါမော်တာကိုဘုံကြီးချမယ်ဆိုရင်မကျွန်တော်တို့ရဲဘော်တွေနဲ့အတူပေါ်ဂျိုးတရိုးထဲမှာကျွန်တော်ဝင့်နေတဲ့အချိန်မှာအဲအမားနဲ့ကလေးကထိသွားတယ်အဲ့မှာကြာသွားတဲ့ဟာ မြင်လိုက်ရတယ်ဗျာသူ့မှာလည်းခေါင်းထိသွားတယ်ကလေးကတော့နည်းနည်းလေးအသက်ပါသေးတယ်အဲ့ဒါလည်းကျွန်တော်အမြန်ဆုံးနောက်ကရှေးအဖွဲကိုကားကိုအကူအညီတောင်းတယ်ဒါပေမဲ့ကလေးကလည်းထိတာများသွားတယ်ခေါ်ထုတ်ခဲ့တဲ့ဓာတ်ပေါ်လီကိုလည်းကျွန်တော်တို့အဲ့အပ်ပေးလိုက်တယ်ပေါ့တပ်ပွဲပြီးမှလက်နက်ကြီးလက်နက်ငယ်တချို့နဲ့ခရမ်းတွေတင်စီရမိခဲ့ပြီးစစ်ကားနှစ်စီးကိုတော့ထပ်မလာနိုင်အောင်ဖျက်ဆီးခဲ့တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ် Konwane se ka eva wad anou. E si konw yon like kari yon bi chou tak evi. Den a ipa wen yi wak. Chou kwe jan e bidon. Yon ne si jilok jipi zu de a ou. Jan like di de. ချောင်းမြို့နယ်ထဲမှာဒေသကာကွယ်ရေးအဖွဲ့ဝင်နဲ့စစ်ကောင်စီတပ်တွေဖေဖော်ဝါရီ၁၂ရက်နေ့ကလေးကထိတွေ့မှုတွေဇက်တိုက်ဖြစ်ခဲ့ပြီးမတ်လ၆ရက်နေ့အထိတင်းမာမှုတွေရှိနေတာပါ။နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေကမုံရွာချောင်းမြို့မှုစကိုင်းလမ်းမကိုတွာလာခွင့်တားမြစ်ထားတာကြောင့်ဒေသတွေမှာကုန်စည်စီစဉ်မှုပြတ်တောက်နေပြီးကုန်စည်နှုန်းအဆမတန်ကြီးမြင့်တဲ့အခြေအနေကိုဒေသခံတွေကြုံတွေ့နေရပါတယ်။ကျွန်တော်သုတချန်သာပါ။ ကင်းပြည်နယ်မြောက်ပြည်မြို့ကြားဖြန့်ငွေလေလုပ်ငန်းကတရုတ်နိုင်ငံသား304ဦးကိုမဲဆောက်ကနေတဆင့်တရုတ်နိုင်ငံကိုလေရင်နဲ့မတ်လ10ရက်နေ့ကပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ကင်းပြည်နယ်နေကြားစောင့်တက် PGF တက်မှုဒုဗိုလ်မှူးကြီးနိုင်မောင်စောကတော့စုစုပေါင်းတရုတ်နိုင်ငံသား1500နေပါကို March လ6ရက်နေ့ကနေ9ရက်နေ့ထိ၄ရက်အတွင်းအပြီးပို့ဆောင်သွားမယ်လို့ပြောဆိုထားပါတယ်။လူထောင်တောင်းချီလူကုန်ကူးခံထားရတဲ့မြန်မာနယ်စပ်မှာရှိတဲ့ကြားဖြန့်ငွေလိမ်စင်တာတွေနဲ့တရားမဝင်အွန်လိုင်းလုပ်ငန်းတွေကိုလက်တလောရဲတပ်ပတ်တွေအတွင်တရုတ်ထိုင်းနဲ့မြန်မာအာဏာပိုင်တွေကပူးပေါင်းတိုက်ဖြတ်ဖို့ကြိုးစားနေကြပါတယ်။အဲ့ဒီနောက် PGF ဘ ਹੁ အကြံပေးတဲ့ကုကဲကြီးအဖွဲ့တွေက ကြားဖြင့်လူမှောင်ခိုပပျောက်နှိမ့်နေရေးအထူးဖွဲ့ကိုဖေဖော်ဝါရီလ12ရက်နေ့ကဖွဲ့စည်းလိုက်ပါတယ်။ထိုင်းနိုင်ငံကအင်ဒီဂျင်းနေဇက်ဒေတာတခြားကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေကိုနှိမ့်နေတဲ့အနေနဲ့ဖေဖော်ဝါရီလ9ရက်နေ့ကစပြီးထိုင်းကနေတွေ့တန်းပေးနေတဲ့အင်တာနက်လိုင်းလျှက်စစ်မီနဲ့73စီတွေဖြတ်တောက်ခဲ့ပါတယ်ရှင်။အိန္ဒိယမြောက်ပိုင်းအုတ်တာပရာဒေ့ရှ်ပြည်နယ်ကသမိုင်းဝင်မြို့ဖြစ်တဲ့ဘာသာနာမြို့မှာဟိန္ဒူနေဦးပွဲတော်အခမ်းအနားတွေစတင်ကျင်းပနေပါတယ်။ ဒီခဏအတွင်းမာရှလာရှိရနေကဒါဇင်နဲ့ချီတဲ့အမျိုးသားတွေဒုံးနဲ့ရိုက်ခန့်ခဲ့ရပါတယ်။ကောင်းပေါ်မှာထိုင်ကုံအခင်းတွေနဲ့ကာထားတဲ့ယောက်ျားအုပ်ကြီးကရောင်းဆောင်မှုတွေကိုလေးတဲ့ကျဲချရင်ရွှေရွှေလန်းလန်းတက်တက်ကြွကြွတန်းစီရင်မျိုးသမီးငယ်တွေကတစ်သားချောင်းအရှိတွေနဲ့ရိုက်တာကိုခံရတာပါ။ဒီလိုထူးခြားတဲ့အစဉ်လာဟာဟိန္ဒူနတ်ဖျားခရစ်စနာကနတ်ဖျားမရာဒါကိုတောက်ပတဲ့အယောင်တွေနဲ့ဖြန့်ပတ်ဖို့ဘာသာနာမျိုးစီကိုသွားခဲ့တဲ့ဆိုတဲ့တန်တားတွေကိုပြန်ဖန်တီးပေးနေတာပါ။ ရာတာဟာခရစ်နာနဲ့သူတငယ်ချင်းတွေကိုဒုတ်တွေနဲ့မနာအောင်နောက်ပြောင် ရိုက်နှက်ပြီးမျိုးတွေကနေထွက်ပြေးခြင်းအောင်ဆောင်အောင် ကြီးစဲခဲ့တယ်လို့တနအီကဆိုပါတယ်။ရောင်စုံပွဲတော်လိုလူသိများတဲ့ဟိန္ဒူပွဲတော်ဟိုလီဟောင်းတွင်ဦးရဲ့ရှေ့ပြေးနမိတ်ကိုဖော်ပြတဲ့ပွဲတော်လေးဖြစ်ပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။